အီရန်ကိုတိုက်ခိုက်မဲ့အစီအစဉ်ဒေါ်နယ်ထရန့်အတီးပြုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအီရန်ကိုတိုက်ခိုက်ဖို့အစီအစဉ်တွေကို အတီးပြုထားပေမဲ့တိုက်ခိုက်ဖို့ကတော့နောက်ဆုံးဆုံးဖြတ်ချက်မချရသေးဘူးလို့ CBS သတင်းဌာနကဖော်ပြထားပါတယ်။အီရန်အနေနဲ့နျူကလ িয়ার အစီအစဉ်ကိုဆွတ်လုပ်ဖို့သဘောတူမယ်ဆိုရင် တိုက်ခိုက်မှုတွေစတင်ဖို့ကိုဆိုင်းငံ့ထားမယ်လို့ထောက်လိုက်ရေးအရာရှိတယောက်ဆိုပါတယ်။အီရန်မြေအောက်နျူကလ িয়ার ဆက်ယုံဖြစ်တဲ့ဖော်ဒိုကိုအမေရိကန်ကတိုက်ခိုက်ဖို့ထရန့်ကစဉ်းစားနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။အမေရိကန်စစ်တပ်အနေနဲ့တမရထရန့်ပေးတဲ့ဘလိုအမိန့်ကိုမဆိုအကောင့်ထဲပို့ဖို့ပြင်ဆင်ထားကြောင်းအမေရိကန်ကာကွယ်ရေးဝန်ကြီး PHSH ကထက်လွတ်တော်ကော်မတီမှပြောပါရယ် USS Nimitz လေရင်တင်တင်မောဦးဆောင်တဲ့တိုက်ခိုက်ရေးအဖွဲ့ဟာပင်လယ်ကွေ့ရှိ USS Carvinson ဦးဆောင်တဲ့အခြားတိုက်ခိုက်ရေးအုပ်စုနဲ့အတူအရှိအလေပိုင်းကိုစစ်အင်အားဖြည့်တင်းနေပါရယ် F-22 နဲ့ F-35 တိုက်လေရင်တွေဟာလည်းလောဆာဖြည့်လေရင်တွေနဲ့အတူဥရောပကနေအရှိအလေပိုင်းကိုပြန်တန်းနေတယ်လို့လေရင်ချေရခန်း website တွေကလည်းဖော်ပြထားပါရယ် အမေရိကန်အနေနဲ့စိတ်ရှည်တီးခတ်မှုကုံဆုံးသွားပြီလို့ဒေါ်နယ်ထရန့်ကပြောဆိုထားပြီးအီရန်အနေနဲ့ချွင်းချက်မရှိလက်နက်ချရမယ်လို့ဆိုပါတယ်အစ္စရေးကတော့အီရန်နျူကလ িয়ার စက်ရုံတွေနဲ့ပဲ့ထိန်တုံးကြည့်နေရတွေကိုခြေမုံဖို့ခြေတလန်းတိုးလာနေပြီလို့ဆိုပါတယ်တီဟီရန်ရဲ့ကောင်းကင်ကိုစိုးမိုးထားပြီးနျူကလ িয়ার နေရာတွေဒုံးကျည်တွေစစ်ဌာနချုပ်တွေနဲ့အာနာရှင်ရဲ့တင်ကေတာမန်တမရကိုတိုက်ခိုက်နေတယ်လို့ပြောပါတယ် အမေရိကန်ရဲ့စစ်ရေးစွပ်ဖက်မှုမှန်သမျှတမိုးကြီးပြဆက်ရမှာဖြစ်ပြီးအီရန်အနေနဲ့ဘယ်တော့မှလက်နက်မချဘူးလို့ခါမီနီကပြောပါတယ်ထရန်ကတော့ကံကောင်းပါစေလို့ဆိုထားပေမဲ့သူ့ရဲ့အစီအစဉ်တွေကိုတော့ထုတ်ဖော်ပြောဆိုတာမရှိပါဘူးဒါပေမဲ့အီရန်ဘာသာရေးကောင်းဆောင်ခါမီနီကတော့ပယ်ချထားပြီးဖိအားပေးမှုအောက်မှာဆွေးနွေးမှာမဟုတ်ဘူးလို့ဆိုပါတယ် အမေရိကန်လန်နဲ့အစ္စရေးအလန်တို့ကိုမိရှို့၍အီရန်ခေါင်းဆောင်များကစစ်ပွဲအကြီးကြီးစတင်တော့မည်ဟုကြွေးကြော်အီရန်ပါလီမန်လွှတ်တော်မှာတော့စိတ်သက်ရေးရာ စစ်စင်ရေးအနေနဲ့အမေရိကန်လန်နဲ့အစ္စရေးအလန်တို့ကိုမိရှို့၍အီရန်ခေါင်းဆောင်များကစစ်ပွဲအကြီးကြီးစတင်တော့မည်ဟုကြွေးကြော်နေကြပြီးအမေရိကန်ကိုနျူကလ িয়ার နဲ့ပစ်မဲ့လို့ချိန်ချောက်လိုက်ပါတယ် ရာကာစုနှစ်ပေါင်းများစွာအမှတ်ရအောင်လို့ပြုလုပ်မိဟုလည်းအမေရိကန်ကိုတတိပေးချက်ထုတ်ပြန်ထားပါတယ်။ယခုအခါပါရှမ်းပင်လယ်ကွေ့တွေမှာအီရန်စစ်တင်းမှာတွေ့နေရအပြည့်ယူထားပြီးအမေရိကန်ဘက်ကတော့ကြီးမားသည့်စစ်ပွဲအဖြစ်ရှုမြင်ထားပြီးမဟာဗျူဟာမြောက်နျူကလ িয়ার ဘုံကျဲလေယာဉ်တွေအစဉ်သင့်အနေထားမှာရှိနေပါတယ်။ယခင်အီရက်ခေါင်းဆောင်ဟောင်းဆက်တန်ဟူစိန်သည်အီရက်ရှိတဲ့ကန္နာရသည့်အမေရိကန်စစ်သားများအတွက်စစ်တင်းကြိုင်းဖြစ်ပြောင်းလဲပြည်မည်ဟု ကြွေးကြော်ခဲ့ပူပြီးယခုအခါအီရန်၏ကြွေးကြော်မှုသည်ဒေဘုံပဲနီးသို့ပြောင်းလဲမည်ကိုမကြခင်သိရှိရတော့မည်ဖြစ်သည်ဆစ်ကြုတ်တာလက်ပြတုံးကြီးကိုတိုက်ခိုက်ရေးအခြေအနေအောက်မှာအီရန်ပထမဆုံးအကြိမ်ပြစ်လွတ်အီရန်နိုင်ငံဟာသူ့ရဲ့ဆစ်ကြုတ်တာလက်ပြတုံးကြီးကိုတိုက်ခိုက်ရေးအခြေအနေအောက်မှာပထမဆုံးအကြိမ်ပြစ်လွတ်လိုက်ပြီးလို့ Tasnin သတင်းအေဂျင်စီကဖော်ပြပါဗျာ Islamic ဒေါ်လာရေးအဆောင်တပ်ဖွဲ့ Iran လက်နက်ကင်တပ်ဖွဲ့ရဲ့အထူးတပ်ဖွဲ့ရဲ့ပြောကြားချက်အရ Tehran ဟာ အစ္စရေးပိုင်နယ်ထဲကိုအဆိုပါဒုံးကျည်သုံးစင်းပြုတ်လုခဲ့ပါတယ်။အရင်ကပြုတ်လုခဲ့တဲ့စစ်စင်ရေးတွေဟာအစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်ကိုဖျက်ဆီးရမှာအောင်မြင်ခဲ့တယ်လို့ဝက်ကတ်ကထပ်မံပြောကြားခဲ့ပါတယ်။ ဒုံးကျည်တိုက်ခိုက်မှုတွေဟာပြစ်မှတ်တွေစီကိုအရင်ကလိုပဲစတိုက်ဖြစ်လာမယ်လို့လည်းအလေးထားပြောကြားခဲ့ပါတယ်စစ်ကြောဟာအစစ်နှစင်းရှိတဲ့တာလက်ပြစ်ဒုံးကျည်ဖြစ်ပြီးအဝေးဆုံးပြစ်ခတ်နိုင်တဲ့အကွာအဝေးကကီလိုမီတာနဲ့တူမြတူမြတူမြဖြစ်ပါတယ်ဒါကို2008ခုနှစ်တုန်းကပထမဆုံးအကြိမ်စမ်းတက်ခဲ့ပါတယ် ဇွန်လ13ရက်နေ့ညပိုင်းမှာအစ္စရေးနိုင်ငံကအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုရည်ရွယ်တဲ့ Operation Rising Lion ကိုစတင်ခဲ့ပါတယ်24နာရီမပြည့်ခင်မှာပဲအီရန်ကလက်တုပ်ပြန်တိုက်ခိုက်မှုကိုစတင်ခဲ့ပါတယ်နောက်ရက်တွေမှာအစ္စရေးနဲ့အီရန်တို့ဟာအပြန်အလှန်တိုက်ခိုက်မှုတွေထပ်မံလုပ်ခဲ့ကြပါတယ် ဒီတိုက်ခိုက်မှုတွေကြောင့်ထိခိုက်ဒေဆုံးမှုတွေရှိခဲ့ကြောင်းနဲ့ဘင်းတို့ရဲ့ပိုင်နဲ့အတွင်ပြင်းမဲ့အချို့ကိုထိမှန်ခဲ့ကြောင်းနှစ်ဖက်စလုံးကဝန်ခံခဲ့ကြပေမဲ့ပျက်စီးဆုံးရှုံးမှုဟာအကန့်အသတ်နဲ့သာရှိခဲ့တယ်လို့ပြောကြားခဲ့ကြပါတယ်။